ကျွန်တော်တို့ဖုန်းတစ်လုံးကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအချက်တွေကိုတည်ထားတယ်လဲအကူတွေကဖုန်းမော်ဝယ်ခင်မှာဘယ်လိုမျိုးအကြောင်းအရာလေးတွေကို တီထားမှသာလေဒီဖုန်းကဝယ်ရတာအဆင်ပြေမလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်ပြန်လဲပြီးတော့ share ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျ။အပရမောက်ဆုံးနံပါတ်1အချက်နံပါတ်1အချက်အနေနဲ့ကတော့ကျွန်တော်တို့ကဖုန်းဆိုတော့မဝယ်ခင်မှာကျွန်တော်တို့ကဘာအတွက်ကိုတုံးမှာလဲတာမန်လူတယောက်အတွက်နဲ့ပဲကျွန်တော်တို့က Facebook တုံးမယ် YouTube တုံးမယ်ကျွန်တော်တို့က Viber လေးတုံးမယ်ဒါမျိုးတယောက်အနေနဲ့ပဲအဲကျွန်တော်တို့ကဒီဖုန်းကိုအသုံးပြုမှာလားအနံပါတ်2အချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က video editing တွေပဲအသုံးပြုမှာလားနံပါတ်2ကင်မရာကောင်းကောင်းလေးတွေအဲ main ကလေးဆိုလို့ရှိရင်တပ်ပုံတွေရကြတယ်ကင်မရာကောင်းတဲ့အလုံးတွေရဲ့ ဒါကြောင့်အဲ့ကင်မရာပဲကောင်းအောင်မယ်ဗီဒီယို editing လည်းကောင်းကောင်းအလုပ်လုပ်ရတဲ့ဖုန်းတစ်လုံးကိုပဲကျွန်တော်တို့ကယူမှာလားအဲ navet သုံးချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ radar တွေအတွက်အဆင်ပြေခြင်းပဲကျွန်တော်တို့ telegram ကောင်းကောင်းသုံးလို့ရမယ်အဲ video တွေဘာတွေကောင်းကောင်းကျွန်တော်တို့က save လို့ရမယ်အဗီဒီယိုတွေလည်းကောင်းကောင်းတင်လို့ရမယ်။ဒါဆိုဂိမ်းမင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တို့က ဂိမ်းကြီးအကုန်လုံးကိုကျွန်တော်တို့ဆော့လို့ရမယ် PUBG ကြီးမူပိုင်းလေးကြစရည်ရပြီးဂိမ်းကြီးပတ်တက်တဲ့ဟာကိုသူကကောင်းကောင်းလေးတုံးလို့ရမယ်ဈေးကြီးကဘလောက်လောက်ရှိတယ်ဘလောက်ဝန်းကျင်လောက်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေနိုင်မလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်လေးတစ်ခုချင်းကြီးကိုကျွန်တော်ပြန်လဲပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာတို့ကဖုံးတလုံးကိုဝယ်တော့မယ်ဆိုလို့ရှိရင်နံပါတ်1အချက်ကိုကျွန်တော်ဒီနေရာလေးမှာပြောပြတော့မှာဖြစ်ပါတယ်။အဲနံပါတ်1အချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအသက်ကြီးပိုင်းတွေအတွက်ဆိုလို့ရှိရင် အတက်ကြီးပိုင်းနေကျွန်တော်တို့ကတာမန်လူတယောက်အတွက်တပဲတုံးမယ်ဆိုလို့ရှိရင်တို့က Viber တုံးမယ် YouTube တုံးမယ်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ Facebook တွေတုံးမယ်ပေါ့ဗျာတာမန်လူတယောက်တုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ run follow ဆိုလို့ရှိရင်တော့ဘယ်နည်းနဲ့မှကျွန်တော်တို့ကအဆင်မပြေနိုင်ဘူး။ဘာလို့လို့အဆင်မပြေနိုင်လားလဲဆိုလို့ရှိရင်အခုနောက်ပိုင်းဖုန်းတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က vivo huawei ကျွန်တော်တို့ကဒီ oppo ကျွန်တော်တို့က redmi အဲကြတော့ xiaomi xiaomi series တွေအကုန်ပါတယ်။အဲတည်းမှာဆိုလို့ရှိရင် run follow ဆိုလို့ရှိရင်တစ်ချက်သွားကြည့်ကြည့်လိုက်ပါတစ်ချက် အတူတူရဲ့ဖုန်းတွေထဲမှာ run ထားတဲ့ application တွေအားလုံးတွေကအကုန်လုံးက run တူးကြော်ပါတယ်ဗျတကယ်လို့မှ run ဖို့ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ အဲ run သူမကြော်သေးဘူးကျွန်တော်က run က run လောက်ပဲကျွန်တော်ကဒီထက်မှတုံးထားတယ်ဆိုလို့ရှိရင်တော့ဘာပဲပြောနေပြောနေကျွန်တော်တို့တက်ကတော့အဲတာမန်လူတယောက်တက်ကတော့ဝယ်တုံးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်နေတယ်။ဘာလို့လဲဆိုတော့အခုနောက်ပိုင်းရဲ့ဖုန်းတွေမှာအချက်ချက်ကျွန်တော်ဖယ်ဖုန်းဆိုင်မှာမဆိုအရင်ဆုံးတွားကြည့်လို့ရပါတယ်ဗျာ။မော်ဝယ်ကင်မှာအချက်လက်တွေအကုန်လုံးကြည့်လို့ရတယ်။သူတုံးထားတဲ့ run ထားတဲ့ application တွေ app တွေအကုန်လုံးကသူ original application တွေ app တွေက run 2ကြော်ပါတယ်ဗျ run 2တတိလောက်ထိသွားတယ်ဗျအခုနောက်ပိုင်းဆိုလို့ရှိရင်ဖုန်းသားလေးတောင်ကန့်နေပြီဗျအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က default ကိုဝယ်တော့မယ်ဆိုလို့ရှိရင် ာမှဘေးဒင်းနေဟောနေစရာမလို့ကျင်းဒီပေါက်လေးမှာပဲဖြစ်ပါတယ်ဗျအဲအကြောင်းမလို့ကျွန်တော်တို့ဖုန်းဝယ်မယ်ဆိုလို့ရှိရင်တော့သူလက်ရှိမှာအနည်းဆုံးတော့ RAM 6လောက်တော့သုံးတင်ပါတယ်ဗျ RAM 6လက်ရှိမှာသုံးမယ်ဆိုလို့ရှိရင် Redmi တန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Redmi ဖုန်းနေ9သိန်းဝန်းကျင်လောက်တော့ကျွန်တော်တို့ကကောင်းကောင်းကြီးအသုံးပြုလို့ရပါတယ်ဗျ9သိန်းဝန်းကျင်တန်းဆိုလို့ရှိရင်တော့ RAM 6တွေ128တွေကောင်းကောင်းကြီးအသုံးပြုလို့ရတယ်သူကတော့ဖုန်းတွေကကျွန်တော်တို့က ပါကင်ပိတ်တွေပဲရမှာပဲဖြစ်ပါတယ်ဗျပါကင်ပိတ်အလုံးပုံမှာ၅တိန်းဝင်းကျင်တာလောက်ဆိုလို့ချင်းကျွန်တော်ကကောင်းကောင်းကြီးအသုံးပြုလို့ရတယ်တကယ်လို့မှဒီဖုန်းတွေကိုဝယ်ဖို့အတွက်မဲဆွေလို့အတွက်နားမလည်ဘူးရန်ကြောင်းတွေလည်းနားမလည်ဘူးကျွန်တော်ကဒီဖုန်းတွေဈေးတွေကဘယ်လိုမျိုးရှိတယ်သူက Snapdragon တုံးထားတာလားဘယ်လိုမျိုးဒီ CPU တွေတုံးထားလိုက်တဲ့ဆိုတော့အသေးစိတ်တွေတကယ်လို့မှသိကျင်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာကျွန်တော်ဖုန်းနံပါတ်တွေကိုခြံပေးထားမယ်တကယ်လို့မှကျွန်တော်ရဲ့ DHC ဘလော့ကျွန်တော်တို့ရဲ့ ဒီ official page မှာလည်း Facebook page မှာလည်းလာပြီးတော့ကျွန်တော်တို့မေးမြန်းလို့ရတယ်။တကယ်လို့မှရန်ကုန်မှာနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်လိုက်ပြီးတော့ကျွန်တော်ကူညီဆောင်ရွက်ပေးလို့ရတယ်။ပတ်စံလည်းတပြားမှပေးစရာမလိုပါဘူးဗျာ။ကျွန်တော်အတတ်နိုင်ဆုံးကူညီပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကြတော့ကျွန်တော်က number 1မှာရှိတယ်ကျွန်တော်တာမန်လူတယောက်သုံးဖို့အတွက်အစီအပြေမဲ့ဖုန်းလေးတွေပဲဖြစ်ပါတယ်ဗျာ။အ ਨੇ ဆုံးကတော့ကျွန်တော်က9သိန်းဝန်းကျင်တန်လောက်သုံးမှတာလည်းပို့ပြီးတော့အစီအပြေသွားမှာဖြစ်ပါတယ်ဗျာ။တကယ်လို့မှဝယ်ခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်က Vivo Oppo ကျွန်တော်က ဒီ Samsung နေဆိုလို့ရှိရင်တော့ငါးတိုင်းဝေးချင်တာတော့ဆိုလို့ရှိရင်ဘယ်နည်းနဲ့မှမကောင်းနိုင်ဘူးသူကကြတော့ Samsung ရဲ့အမျိုးသား brand တွေကအရင်မြင့်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကမွယ်စည်းကြီးကျုံတကယ်လို့မှဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်က Redmi CD တန်းမှာပဲကျွန်တော်တို့ကငါးတိန်ဝေးကျင်တန်းလောက်ဆိုရင်လုံးဝဝချေမိုက်တဲ့ RAM stick 128ကိုအနည်းဆုံးဝယ်လို့ရတာမျိုးပဲရှိပါတယ်ဗျာဒီမှာ RAM 4တော့လာတယ်ဒါပေမဲ့မွယ်စည်းကြီးမှာဘူးဗျာမွယ်ပါနဲ့ဗျာအတတ်နိုင်ဆုံးတော့မွယ်ပါနဲ့ဗျာ RAM stick လောက်တော့အနည်းဆုံးတော့ဝယ်ပြီးရောကျွန်တော်တို့ Redmi CD တန်းမှာဆိုလို့ရှိရင်ကောင်းကောင်းကြီးရနိုင်ပါတယ်ဗျာဒါကကြောင့်တော့ကျွန်တော်တို့ number 1အတွက်ပါဗျာအနံပါတ်2အတွက်ဆိုလို့ရှိရင်ကျွန်တော်ကဆက်ပြီးရော ဒီနေရာမှာပြောပြသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ကနံပါတ်2မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖုန်းတစ်လုံးကိုဝယ်တော့မယ်ဆိုလို့ရှိရင်နံပါတ်2ကတော့ကင်မရာကောင်းကောင်းလေးတွေလိုချင်တယ်ဒါမှတချို့ကြတော့ video editing နဲ့ YouTube မှာ video တွေတင်တယ်ကျွန်တော်တို့ကတက်တော့မှာ video တွေတင်တယ်တကယ်လို့မှအက်တစ်လုံးမယ်ဆိုလို့ရှိရင်ဘလိုမျိုးဖုန်းတွေကကောင်းကောင်းကြီးအက်တစ်လို့ရတယ်ဆိုတော့လေကျွန်တော်ဒီနေရာလေးမှာပြောပြသွားမှာဖြစ်ပါလိမ့်ဗျာအ ਨੇ ဆုံးတော့သူကဖုန်းတစ်လုံးကိုဝယ်တော့မယ်ဆိုလို့ရှိရင် video editing နဲ့လုပ်မယ်ကျွန်တော်တို့ကကင်မရာကောင်းတာလေးတွေလိုချင်တယ်လုံးဝအချက်မိုက်တဲ့ကင်မရာကောင်းတဲ့အရာတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က Redmi C series မှာဆိုလို့ ့ရှိရင်တော့ကျွန်တော်က CV4 လို့ CV3 လို့ အဲကျွန်တော်တို့ကနှုတ်သေးတာဖို့လို့ကောင်းကောင်းကြီးနှုတ်သေးတာဖို့ဆိုတော့တာဖို့တတိယမှာဆိုလို့ရှိရင်တော့ဒီက gaming နဲ့ပတ်သက်တဲ့ C ဖြစ်တဲ့ဘက်ကိုကျွန်တော်တာဖို့တတိယမှာကျွန်တော်လက်ရှိအဗီဒီယိုရိုက်နေရတာလဲကျွန်တော်ကတာဖို့တတိယနဲ့ပဲကျွန်တော်ဖုန်းတာဖို့တတိယနဲ့ပဲကျွန်တော်ရိုက်နေတာဖြစ်ပါတယ်ဗျအဲကြောင့်မလို့ကျွန်တော်တာဖို့တတိယမှာဝယ်မယ်ဆိုလို့ရှိရင်တော့ကင်မရာကောင်းကောင်းကြီးတော့သူကတပ်ပုံတွေပဲရိုက်ရိုက်တာဆိုလို့ရှိရင်တော့ကင်မရာကောင်းကောင်းကြီးတော့ထွက်မှာမဟုတ်ဘူးတုံးကရှင်မိုက်တဲ့ကင်မရာဆိုလို့ရှိရင်တော့ကျွန်တော်တို့က CV တတိယ CV တတိယမှာဆိုလို့ကျွန်တော်ခုနောက်ပိုင်းမှာဆိုလို့ရှိရင် CV4 တွေထွက်နေပါဗျတကယ်လို့မှပတ်စံလိုက်နိုင်တယ်ဆိုလို့ရှိရင် CV4 ဝယ်စီခြင်းပါတယ်ဗျသူ့ရဲ့ဖုန်းဈေးနှုန်းကတော့ဆိုလို့ရှိရင်တော့အခုချိန်မှာဆိုလို့ရှိရင်73ဒိန်း14ဒိန်းလောက်တော့ပေါက်နေပါပြီဗျအဲကြောင့်မလို့ကျွန်တော်ကတကယ်လို့မှဝယ်စီနေဆိုလို့ရှိရင်တော့ CD 3 CV 4လောက်တော့ကျွန်တော်ကဝယ်စီခြင်းပါတယ်ဗျသူက video editing အတွက်ဆိုလို့ရှိရင်တော့သူကကောင်းကောင်းကြီးအတုံးပြူလို့တော့မရဘူးဒါပေမဲ့သူကမိန်းကလေးကြီးအတွက်လောကကိုချဲမိုက်တဲ့ချဲကြိုက်တဲ့ CV4 CV3 ပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့အနေနဲ့တကယ်လို့မှ CV4 CV3 ကဘလောက်ကြီးကောင်းလဲသူကဘလောက်ကြီးဘလိုမျိုး error တွေဖြစ်နိုင်တယ်ဆိုလို့ရှိရင်သူက Redmi CD group တွေမှာဝင်ပြီးတော့ကြည့်လို့ရပါတယ်ဗျာ တခုပြောချင်တာက Redmi CD တွေကျွန်တော်ကဘယ်ဖုန်းမဲဝယ်ပဲဘယ်အမျိုးအစားကိုဝယ်ပဲကျွန်တော်ကဆန်ဆောင်ဝယ်မဲ Vivo ဝယ်မဲ Oppo ဝယ်မဲတကယ်လို့မှဝယ်မဲဆိုလို့ရှိရင် review တွေကိုမကြည့်ကြည့်ကြုံပြဘာလို့ review တွေကိုမကြည့်ကြင်တာလဲကျွန်တော်လုံမျိုးဒီပတ်စံဒီ ကျွန်တော်ကအခုလက်ရှိမှာဆိုလို့ရှိရင်ပတ်စံပေးလို့မလို့ဒီဖုန်းတွေကိုဒီ Redmi ကြီးဟိုလမ်းညွှန်ပေးတာမဟုတ်ဘူးကျွန်တော်ကကျွန်တော်လက်ရှိမှာအသုံးပြုနေတဲ့ကျွန်တော်တို့မျိုးလက်ရှိမှာအသုံးပြုနေတဲ့ဖုန်းတွေပေါ်မှာမူတည်ပြီးကျွန်တော်ကကျွန်တော်လက်တွေ့ကိုယ်တွေ့ခံစားမှုတဲ့အကြောင်းအရာတွေကိုကျွန်တော် GPU လေးမှာပြန်လည်ပြီးတော့ share ပေးလို့ပေးသွားတာတကယ်လို့မှဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်က review ပေးနေတဲ့လူတွေကိုမကြည့်သေးခြင်းဘူးကျွန်တော် group တွေမှာရှိပါတယ်ဗျာကျွန်တော် Redmi ဆိုလို့ရှိရင် Redmi CD နှုတ်သေးတာပေါ်ဆိုလို့ရှိရင်နှုတ်သေးတာပေါ်တာပူတေးကြီးဆိုတဲ့တာပူကြီးတူတူရဲ့ group တွေမှာတက်တက်တက်ကျွန်တော် Facebook မှာ group တွေရှိတယ်အဲ့ထဲမှာ ဝင်ပြီးတော့မှဘယ်လိုမျိုး error ရှိလဲကျွန်တော်တို့ကခန်းစားမှုတဲ့လူတွေအကုန်လုံးကဒီနေရာမှာကျွန်တော်တို့က ပြန်လဲပြီးတော့ဒီမြောက်ပေးထားတာတွေရှိပါတယ်။အဲ့ထဲမှာဝင်ပြီးတော့ကျွန်တော်တို့အကုန်လုံးနေလေ့လာလို့ရတယ်။တကယ်လို့မှဖုန်းတစ်လုံးကိုဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ချက်ပေါက်မှာအကိုကြီးကျွန်တော်ကတော့ဒီဖုန်းကိုဝယ်ခြင်းနဲ့ဒီအမျိုးသားလေးကိုဝယ်ခြင်းနဲ့အဆင်ပြေနိုင်လားအဆင်မပြေနိုင်ဘူးလားကျွန်တော်တို့တစ်ချက်လောက်ပြောပေးပါအောင်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ဦးစင်းကြီးကိုတယောက်ချင်းစီကိုကျွန်တော်ပြန်လဲပြီးတော့ကျွန်တော်အတေးစိတ်လေးပြောပေးသွားမယ်။အဲကျွန်တော်ကတော့စေတနာတက်တက်နဲ့ပဲအကုန်လုံးကူညီပေးသွားမယ်။တကယ်လို့မှဝယ်မယ်ဆိုလို့ရှိရင်တောင်မှရဲကျွန်တော်တို့က ဒီကျွန်တော်ပြောလဲ CV4 CVG နှုတ်သေးတာပေါ့ဟာလိုမျိုးဖုန်းအမျိုးသားတွေတော့ကတော့အ ਨੇ ဆုံးတော့ကျွန်တော်တို့က wear တင်နေ RAM ကတော့ကျွန်တော်တို့က RAM 6လောက်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးအဲ gain software တဲ့ဘာညာဆိုလို့ရှိရင်တော့ RAM 6လောက်ဆိုတော့မဝယ်သေးချင်ဘူးကျွန်တော်ကဓာတ်ပုံရိုက်မြဲဘာညာဆိုရင်တော့မဝယ်သေးဘူးအခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဓာတ်ပုံရဲ့ file size ရ video ရဲ့အခုနောက်ပိုင်းဆိုလို့ရှိရင် video တွေကကျွန်တော်က 4K တွေထိတော့ရလာပြီတကယ်လုံးမှရိုက်မယ်ဆိုလို့ရှိရင်တော့တစ်မိနစ်2မိနစ်လောက်ဒီ 4K ကိုရိုက်လိုက်တာနဲ့ကျွန်တော်က 1K 2K လောက်ဒီတွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအ ਨੇ ဆုံးတော့ RAM 8လောက်တော့ကျွန်တော်တို့ကထားပြီးတော့ဝယ်စေခြင်းနဲ့ကင်မရာကောင်းကောင်းဆိုလို့ရှိရင်တော့ CV4 လေးကိုကျွန်တော် CV4 CV3D အဲ Note 10တာပေါ်လောက်ကိုကျွန်တော်က ဒီလက်ရှိမှာကျွန်တော်တုံးနေတာဖြစ်တဲ့တော့ကိုကျွန်တော်လမ်းညွှန်ပေးလို့ရတယ်။စာတောင်းမျိုးစားတဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က video editing လုပ်ဖို့အတွက်ပဲဆိုလို့ရှိရင်တော့ကျွန်တော်ကတပ်ပုံကောင်းကောင်းရိုက်မယ်ဆိုလို့ရှိရင်တော့စံဆောင်ကလုံးဝမမိုက်ပါဘူးကြ။ဘာလို့လဲဆိုတော့ကျွန်တော်ရှိမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်စံဆောင် note down black ကျွန်တော်လက်ရှိမှာကင်နေပါလား video လို့ရိုက်ရတာလုံးဝအဆင်မပြေပါဘူးကြ။အဲကြောင့်မလို့အတွက်ကိုကျွန်တော်စံဆောင်ထဲမှာတော့ကျွန်တော်ကအာမပေးဘူး။ဒီမှာဆိုလို့ရှိရင်လည်း Redmi C10 မှာဆိုလို့ရှိရင်တော့ CV4 တို့ CV3 တို့လုံးဝအပေးတယ်လုံးဝချက် ယ်မိုက်တယ်ဒါပေမဲ့ကျွန်တော်ပြောတယ်လို့ပဲဒီ parking bike တော့ဝယ်ဖို့တော့လိုအပ်မယ်ဗျဘာလို့လဲဆိုတော့ show sign တွေမှာဆိုလို့ရှိရင်တော့ဒီ China တော့ China ပဲဒါပေမဲ့လုံအောင်ကုမ္ပဏီကလာတဲ့ China မဟုတ်ဘဲနဲ့ဂျာပေါက်ကနေပြီးတော့မှလာတဲ့ China လုံးတွေလည်းရှိပါတယ်ဗျဘာလို့လဲဆိုတော့ အဲ့ဒါလေးကိုတော့မိတ်ဆွေတို့အနေနဲ့တတိထားပြီးတော့ဝယ်ဖို့လိုအပ်တယ်အဲ့ဒါကတော့ကျွန်တော်ကဆိုင်တဆိုင်နဲ့တဆိုင်မတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အတိအကျတော့ပြောပြအဲဒီဒီဗီဒီယိုမှာပြောပြပေးလို့အဆင်မပြေပါဘူးကြာတကယ်လို့မှတည်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာကျွန်တော်ဖုန်းနံပါတ်လေးလည်းခြံထားပေးထားမယ်ဒါပြီးတော့ဆက်တက်ပြီးတော့လည်းအခုညီလာတောင်းလို့လည်းရပါတယ်ဗျအဲ့ဒါကြတော့ကျွန်တော်တို့ကနံပါတ်2မှာရှိတဲ့ကျွန်တော်တို့ကတပ်ပုံကောင်းကောင်းလေးတွေလည်းရိုက်ရှင်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ပြောပြတာဖုန်းလေးတွေကိုဝယ်စေရင်လည်းဈေးနှုန်းကတော့ကျွန်တော်က12တိန်း13တိန်း14တိန်းဒိန်းဝင်းကျင်တန်းလောက်မှာပဲတုံးမှာပဲပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒီကျွန်တော်တို့က Redmi တန်းမှာ video editing ကောင်းကောင်းလုပ်မယ်ဆိုလို့ရှိရင်တော့လုံးဝကျွန်တော်ကတော့မကြိုက်ပါဘူးဘာလို့ဆိုတော့ video editing ကောင်းကောင်းပဲလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုးစံကောင်းဖုန်းထဲရဆိုလို့ရှိရင်တော့ video editing ကောင်းကောင်းလုပ်လို့ရတယ်ဘာဖြစ်လို့ video editing ကောင်းကောင်းအလုပ်လုပ်လို့ရတာလဲဆိုလို့ရှိရင်သူကဒီစံကောင်းနေမှာဆိုလို့ရှိရင်တော့သူက ဒီကျွန်တော်တို့ Chrome ထဲမှာဝင်ဝင်ပဲကျွန်တော်တို့ browser ထဲမှာဝင်ဝင်ပဲကိုကြိုင်နေတတ်တဲ့ဒီနောက်က background တွေအကုန်လုံးကိုကျွန်တော်တို့က download လဲဆွဲလို့ရတယ်ဘယ် website ကနေပြီးတော့ဝင်ဆွဲဝင်ဆက်ကျွန်တော်တို့က ဒီတေယုတ်စာတွေဘာညာတွေဆိုဘာမှတစ်ခုမှကျွန်တော်ဆန်ဆောင်းမှာမပါဘူးမပါလဲအတွက်ကြောင့်ကျွန်တော်တို့က download share ရတာကြီးကျွန်တော်တို့က YouTube ကနေပြီးတော့ download share ရတာကြီးကိုလိုအပ်တဲ့အချက်လေးတွေကိုအသေးစိတ်လေးအစား video editing လုပ်မယ်ဆိုလို့ချင်း download share ရတာကြီးအစားကျွန်တော်ဆန်ဆောင်းမှာကအကုန်လုံးလုံအောင်ကိုချေမိုက်တယ်ကျွန်တော်လက်ရှိကျွန်တော်ရဲ့ YouTube တရရှိဘလော့ YouTube channel မှာတင်ထားတဲ့ video တွေရတဲ့ကျွန်တော်လက်ရှိမှာဆန်ဆောင်း note down plan နဲ့လက်ရှိမှာအသုံးပြုနေတာဖြစ်ပါတယ်ဗျာကျွန်တော်လက်ရှိဒီဖုန်းကိုသုံးနေတာ15နဲ့15နဲ့16နဲ့လောက်တော့ကျွန်တော်ရှိပါဗျာကျွန်တော်ဝယ်တော့ဆိုလို့ချင်းတော့ ကျွန်တော်ကြွားပြောတာမဟုတ်ပါဘူးစက္ကွန်နဲ့တင်ပေးရတယ်ကျွန်တော်အဲအပိုင်း၃မှာဆိုလို့ရှိရင်တော့ဒီကောင်ကဘလိုမျိုးအတွက်တွေကိုဒီစားတောင်းမှာတုံးလို့ရတယ်ဆိုတော့လည်းကျွန်တော်လက်ရှိမှာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အပိုင်း၃မှာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်လက်ရှိမှာကျွန်တော်တို့ကဒီ video editing လုံးမဲ့တမားရဲ့အတွက်ဆိုလို့ရှိရင်တော့စားတောင်းထဲမှာဆိုလို့ရှိရင်တော့ဝယ်ဈေးခြင်းနဲ့ ဒီ video editing လုပ်ဖို့အတွက်စံတောင်းတဲ့ရမဟုတ်ဖယ်နဲ့ကျွန်တော်ကတပ်ပုံလေးနဲ့ရိုက်ရှင်တဲ့ CV ဖိုးအောင်ကျွန်တော် video editing တွေကိုအလုံးလုံးလို့ရတာဆိုလို့ရှိရင်တော့အလုံးလုံးလို့လည်းရပါတယ်ဗျဒါမဲ့ကျွန်တော်ကကျွန်တော်ကြိုက်တဲ့အနေအထားကတော့စံတောင်းကိုပို့ပြီးတော့ကြိုက်ပါတယ်အဲတုံးမယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတို့နဲ့ဘတ်ဂျက်အနေနဲ့ဆိုလို့ရှိရင်12တိတ်73တိတ်ဝေးကျင်တာမှာကျွန်တော်လုပ်တဲ့တာပို့ အဲဖုန်းလေးတွေကိုကျွန်တော်တာဖို့တတိတွေပါပြီးဝယ်စေခြင်းပါနေဗျအဲ့ကောင်ကတော့လုံးဝကိုရှယ်အာမခံပေးလို့ရတယ်လုံးဝကိုကျွန်တော်လည်းကြိုက်တယ်ကိုတိုင်းကိုကြကျွန်တော်ကအဲတနည်းကွနှစ်နှစ်လောက်တော့ကျွန်တော်တုံးပြီးသွားပြီလုံးဝကိုမိုက်တဲ့အနေထားထဲမှာပါပါတယ်ဗျတရားကတော့ကျွန်တော်ကအပိုင်းနှစ်မှာပြောပြထားတဲ့အကြောင်းအရာလေးပဲဖြစ်ပါနေဗျအဲအပိုင်းသုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်က gain မိုက်တွေလုံးဝကိုရှယ်မိုက်တယ်ကျွန်တော် Telegram မှာလည်းဘီလိုပိုင်းနေဘယ်လိုမျိုးတွေတင်ကျင်တာလဲ Telegram မှာ channel တွေထောင်ပြီးတော့ကျွန်တော်တို့ကဗီဒီယိုစကားတွေညီမစကားတွေအကုန်လုံးကျွန်တော်တို့ကဒီနေရာမှာအကုန်လုံးထည့်ပြီးတော့မှအသုံးပြုခဲ့တဲ့လူများအတွေ့ဆိုလို့ရှိရင်တော့ video editing အကုန်လုံးစကြည်အဖြစ်ကျွန်တော်တို့ကဂိမ်းမြေမှာ PUBG Mobile Legends အကုန်လုံးစကြည်အဖြစ်တုံးကျင်တဲ့လူအတွေ့ဆိုလို့ရှိရင်တော့လက်ရှိမှာနာမည်ဆက်နေလဲကျွန်တော်တို့ကအချမ်း brand နဲ့လုံးဝကိုရှင်မိုက်တဲ့ဂိမ်းမြေဖုန်းထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဂိမ်းမြေတိတက်ဖုန်းတွေထဲမှာတော့ကျွန်တော်မပြောပြတော့ဘူး ဒီ iPhone ထဲမှာဆိုလို့ရှိရင်အသုံးပြုလို့ရတာဆိုလို့ရှိရင် iPhone ကလုံးဝကိုကျွန်တော်လက်ရှိကျွန်တော်ချိန်မှာ iPhone 11 11 12 pro လောက်ဒီကျွန်တော်ရှိမှာကျွန်တော်ကျွန်တော်ရှိမှာလည်းရှိတယ်တောင်းရတာလည်းလုံးဝမမိုက်ပါဘူးပြအားကလည်းမခံပါဘူးပြအဲကြောင့်မို့ကျွန်တော်ဒီ android ထဲမှာပဲကျွန်တော်ပြောပြတော့မယ်ကျွန်တော် iOS အထဲမှာတော့ကျွန်တော်မပြောပြတော့ဘူးဒါမဲ့ဆိုလုံးဝလည်းကျွန်တော်ကမကြိုက်ပါဘူးပြအဲကြောင့်မလို့တော့ကိုကျွန်တော်မပြောပြတော့ဘူးဒီ Redmi ထဲမှာဆိုလို့ရှိရင်တော့ဘလောက်ဈေးနှုန်းတွေအဆင်ပြေဆုံးလဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်အဲတာဘိုတတိကြီးရှိပါတယ်ဗျကျွန်တော်အခုရိုက်နေရတဲ့တာဘိုတတိနဲ့ရိုက်နေရပါ PUBG Mobile လေးကြက်မှာလည်းကျွန်တော်ဒီတာဘိုတတိနဲ့ပဲဆော့ပါတယ် Video Editing မှာလည်းဒီတာဘိုနဲ့ပဲလုပ်လုပ်ပါတယ်တာဘိုတတိခုနောက်ပိုင်းမှာကျွန်တော်ဝယ်တော့တာဘိုတတိမှာ15ဒိုင်းတောင်ပေးရတယ်ဗျကျွန်တော်အရင်တော့ဝယ်ခဲ့လေစီပါအခုကျွန်တော်ကြည့်လိုက်တာဆိုတော့ကျေတာဘိုတတိမှာဆိုလို့ရှင်တော့7ဒိုင်း17ဒ ိမ့်မယ်ရှိပါတယ်ဗျလုံအောင်ကိုကျွန်တော်ဝယ်သေးခြင်းနဲ့ဂိမ်းမီတမိုင်းပြောကြလုံအောင်လည်းမိုက်တယ်နောက်တစ်ခုပြောချင်တာကအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီနှုတ်တွဲတာပူတွေကမိုက်လာဆိုတော့အဲ့ဒီကျွန်တော်ချိန်မှာလာမင်းနေကြတဲ့လူတွေနှုတ်တဲ့တာဖို့မှာအတုံးပြုမယ်ဆိုလို့ရှိရင်တော့ဂိမ်းကြီးအတွက်ဆိုလို့ရှိရင် PUBG မိုဘိုင်းလေးဂျန်မိုဘိုင်းလေးဂျန်ကတော့လုံးဝ share ဆော့လို့ရတယ်ဒီ ကျော်တို့ဂိမ်းလေးထဲမှာပီယူဂျီမှာဆော့မယ်ဆိုလို့ရှိရင်တော့ဖုန်းလေးကနည်းနည်းပူတယ်ပံကာရှိမှနည်းနည်းဆော့ရမယ်ကြာချေဆော့မယ်ဆိုလို့ရှိရင်တော့ဖုန်းလေးကပူလာတတ်တယ်អော်လာတတ်တယ်ဗျဒီအဲ့ကောင်ကြောင့်တော့နှုတ်တဲ့တာပူ CG ထဲမှာ တကယ်လုံးမှ node တာဘူ CD ကိုမကြိုက်ဘူးပတ်စံလေးနည်းနည်းပါးပါလေးတုံးကျင်တယ်အဲတာဘူတတိကိုတုံးကျင်တယ်ဆိုတော့ခုနောက်ပိုင်းမှာတာဘူတတိတာဘူဖိုးတွေမှာဆိုလို့ရှိရင် game ရဲ့အတွက်ကိုကောင်းကောင်း solve လုပ်ရတယ်ဖုန်းကတော့ပူတယ်ဒါပေမဲ့မအော်ဘူးလုံးဝကိုရေရှည် solve လုပ်ရတယ်ပန်ကားချင်းမှာမ solve လည်းရတယ်အကြော air fan မတုံးပဲနဲ့အတုံးပြုမယ်ဆိုလို့ရှိရင်တော့မှတော်တော်လေးကိုအဆင်ပြေတယ်ဈေးအနေနဲ့ရဆိုလို့ရှိရင်တော့အဲတုံးမယ်ဆိုလို့ရှိရင်72ဒိန်း73ဒိန်း74ဒိန်းဝေးကျင်လောက်မှာကောင်းကောင်းကြီးဒီ အသုံးပြုလို့ရတဲ့အထက်မှာပါတယ်သူရဲ့ run ကဆိုလို့ရှိရင်တော့ကျွန်တော်လက်ရှိရိုက်နေတဲ့ဖုန်းဆိုလို့ရှိရင်တာဘူ3တိမှာဆိုလို့ရှိရင်သူက run 16တိပါတယ်အဲ plat ပေါင်းထားရတဲ့ဟာတွေကိုမပြောတော့ပါဘူးပြ။ဘာလို့လဲဆိုတော့ plat ပေါင်းထားတဲ့ဟာတွေကအလုံးဝကိုဒီကဟန်ပြအနေနဲ့ပဲကောင်းမယ်ဒါမဲ့ပါလို့ရှိရင်မပါပါတာနဲ့မပါတာနဲ့ဘယ်ဟာကွာခြားတယ်ဆိုလို့ရှိရင်တော့ပါတဲ့ဟာတွေကတော့နည်းနည်းကျွန်တော်တို့အတွက်ဒီ safe ဖြစ်တာပေါ့လုံးဝအားရစရာကောင်းတယ် တကယ်လို့မှတုံးမဲ့ဆိုလို့ရှိရင်တော့မှ12ဒင်း17ဒင်း14ဒင်း14ဒင်းဝေးချင်လာတော့ဆိုကောင်းကောင်းကြီးတုံးပြူလို့ရတယ်တကယ်လို့မှဖုန်းကောင်းကောင်းဆိုင်တွေကိုချခြင်းနဲ့လုံးဝလည်းဈေးနဲ့မှန်ရမယ်ဖုန်းကဘလိုမျိုးဖုန်းမျိုးစားတွေကြော်ခုလက်ရှိရှိပြီးတော့မှပြောပြတဲ့အတိုင်းပဲဒီဖုန်းတာမန်လက်စားတွေတုံးမလားတာမန်ဖို့အတန်နဲ့ဗီဒီယို editing game တွေတုံးမလားကင်မရာကောင်းကောင်းတွေပဲတုံးချင်တာလား ဘယ်ဖုံးဆိုင်ရဝယ်ရမလဲဖုံးဆိုင်တွေကတော့အများကြီးရှိတယ်ဘယ်စီးစီးတွေကောင်းလဲဘယ်မျိုးစားတွေကောင်းလဲတကယ်လို့မှတည်ကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဗီရိုရဲ့အောက်မှာလာပြီးတော့နေထားလို့ရတယ်စီစာလေးတွေပို့ထားလို့ရတယ်ကျွန်တော်တယောက်ချင်းကြည်ကြီးကိုကျွန်တော်လိုက်ပြီးတော့ဖြည့်ပေးသွားမယ်ဖေဖုံးတွေကဘယ်လိုမျိုး error တွေဖြစ်တယ်လဲဘယ်ဖုံးတွေက node ကြတယ်ဒီ node တာပို့ရကျွန်တော် node ကိုကြလားမကြဘူးလားဘယ်လိုမျိုး error တွေကိုဖြစ်တယ်လဲဒီနောက်ကြတာပို့တတိတာပို့4တွေမှာဘယ်လောက်ဒီကောင်းလဲဘယ်လိုမျိုး ဒီ CPU တွေတုံးထားလဲဆိုတော့တကယ်လုံးမအသေးစိတ်ညှိကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video ရဲ့အောက်မှာလာပြီးတော့မေးထားလို့ရတယ်ကျွန်တော်တယောက်စင်ကြီးကိုကျွန်တော်အတန်းနိုင်ဆုံးဖြေပေးသွားမှာဖြစ်ပါလေဗျအဲဒီ video မှာဆိုလို့ရှိရင်တော့ဘယ်ဖုန်းတွေကအမျိုးသားတွေကောင်းတယ်ဘယ်လောက်ဈေးနှုန်းတွေကကျွန်တော်တို့အတွက်အဆင်ပြေနိုင်လဲ အဲကြောင့်ဖုန်းဝယ်မယ်ဆိုလို့ရှိရင်ဘယ်အကြောင်းအရာတွေကိုကျွန်တော်ကတည်ထားတင်လဲဆိုတာကိုဒီဗီဒီယိုလေးမှာပြန်လဲပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးလေးတကယ်လို့မှကြည့်ပေးလဲအတွက်အားလုံးကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့မှအကြောင်းဆုံးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အမှာမိတ်ဆွေတို့အနေနဲ့ဝယ်ချင်တဲ့ဖုန်းလေးကိုရိုက်ပြီးတော့ပေးထားခဲ့လို့ရတယ်ဒါမေးထားလို့ရတယ်ကျွန်တော်တယောက်ချင်းစီကိုဒီ ဆိုတော့ brand ပြန်ပေးသွားမှာဖြစ်ပါတယ်ဗျဒီဗီဒီယိုကိုအဆုံးထိကြည့်ပြလိုက်တော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဒီတဲ့ကောင်းတဲ့အကြောင်းအရာလေးကိုပြန်လည်ပြီး share လုပ်ပေးတော့မှာမို့ကျွန်တော်ရဲ့ DJ blog YouTube channel လေးကိုပဲကျွန်တော် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျဒီဗီဒီယိုကတော့ကျွန်တော်တို့ကကြောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်